မင်္ဂလာပါရှင်ကျမတေကပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့အကြောင်းအရာကတော့လာမယ့်ရက်ပိုင်းအတွင်းဘင်္ဂလားပင်လယ်အော်မှာဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြေရှိတဲ့အကြောင်းဖော်ပြပေးပါမယ်လာမယ့်မေလ24ရက်အထိဘင်္ဂလားပင်လယ်အော်မှာဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြေက40ရာခိုင်နှုန်းရှိပြီးတော့အာရေဗျပင်လယ်ဘက်မှာ100ရာခိုင်နှုန်းရှိကြောင်းတွေ့ရကဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြေပိုအားကောင်းနေတာတွေ့ရတယ်လို့မလူတာသူတေတီအွန်လိုင်းကသုံးသပ်ထားပါတယ်မြမကာယရန်ဒေတာအားလုံးမှာမေလ25ရက်ကစားလို့ ဂျွန်လာလာဇန်ပိုင်းရက်တဲ့တွင်မိုးတက်လေပြင်းကြာနိုင်လိုင်းကြီးနိုင်တယ်လို့ဆိုပါရယ်မိုးတက်လေပြင်းကြာစင်မှာလေတိုင်းလုံးဟာတနအီကို35မိုင်နဲ့အထက်ရှိနေနိုင်ပါတယ်မြန်မာနိုင်ငံဒေသအားလုံးမှာတော့မေလ25ရက်ကစတော့တနိုင်ငံလုံးမှာနေရာစိတ်စိတ်ကနေနေရာအနှံ့ပြမိုးထစ်ကြုံရွာသွားမှာမယ်ပြည်လယ်ပြင်ကလေပြင်းအားနဲ့ရေဝန်စတဲ့ဖြစ်ပေါ်လာချိန်မှာ မိုးအားပိုလာနိုင်မိုးပုံများလာနိုင်ပြီးတော့လေပြင်းတိုက်ခတ်နိုင်တာလည်းရှိလာနိုင်ပေလို့မေလ22ရက်နေ့နေ့လယ်ပိုင်းကသုံးသပ်ထားပါတယ် မေလ25ရက်နေ့24နာရီအတွင်းမှာတော့ကချင်စကိုင်းရှမ်းပြည်နယ်မြပိုင်းမကွေးတိုင်းမန်လေးတိုင်းနေပြီးတော့ပဲခူးတိုင်းအရှိန်ကျမွန်ကရင်နဲ့3နာရီမှာတော့၎င်းမေလ26ရက်24နာရီအတွင်းမှာတော့ကချင်ကရင်ကယားနေပြီးတော့မကွေးစကိုင်းမွန်ရန်ကုန်အေရရီပဲခူးတိုင်းတောင်ပိုင်းဒေသတွေမှာ၎င်းမေလ28ရက်24နာရီအတွင်းမှာတော့ချင်းပြည်နယ်စကိုင်းတိုင်းမန်လေးတိုင်းမကွေးတိုင်းရှမ်းပြည်နယ်ရခိုင်ပြည်နယ် ကယန်းပြည်နယ်ပဲခူးတိုင်းကရင်နဲ့မွန်ပြည်နယ်တရင်းနိုင်တိုင်းတွေမှာ၎င်းမိုးများနိုင်တာတွေ့ရတယ်လို့ဆိုပါရယ်။ ဝလူဝတာနယ်ဇလားပြည်တော်ညွှန်ကြားမှုဦးစီးဌာနရဲ့မေလ22ရက်နေ့6နိုင်ခွဲချိန်တိုင်းထွားချက်တွေကကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ကိုတောင်ပိုင်းမှာလေထုမငြိမ်သက်တာတွေဖြစ်ပေါ်လာနိုင်တာကြောင့်လည်းကမုတ်တုံလင်အားကောင်းလာနိုင်တာကြောင့်လည်းကအပူပြန်တက်အတိမ်တွေဖြစ်ထွန်းမှုအားကောင်းတာကြောင့်ပဲလည်းကမေလ23ရက်နေ့ကနေ30ရက်နေ့အတွင်းမှာတော့စကိုင်းတိုင်းရဲ့အထက်ပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့နေရာကျကျကနေနေရာစိစိနေပြီးတော့ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းအေရီတိုင်းတနင်္လာရီတိုင်းကယားပြည်နယ်ကရင်ပြည်နယ်ချင်း ပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းမှာနေရာအနှံ့ပြမိုးထစ်ကြုံရွာသွန်းပြီးတော့တချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးနေလို့မိုးစလားကထုတ်ပြန်ထားပါတယ်။ ဒါကြောင့်မယ်မိုးတဲထန်စွာရွာသွန်းလာတဲ့နဲ့အတူတူလင်းမြင့်နဲ့တိုက်ခတ်တာမိုးထဲကျုံတာမိုးကြိုးပြစ်တာလျှက်စင်းလက်တာမိုးတိကျွေတာလျှက်ပြက်ရင်ကြီးတာနဲ့မြေပြိုတာစတဲ့သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကိုမြင့်ဒေတာအနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့မြေပြိုမှုအန်နဲ့မြင့်ငယ်ချောင်းငယ်အနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့ရေကြီးရေရှာမှုတွေကိုကြိုတင်သတိပြုရှောင်ရှားဖို့နဲ့ပြည်တွင်းရေကြောင်သွားလာရင်လည်းလေကြောင်းပြန်တဲ့အနေနဲ့လည်းကြိုတင်သတိပြုနိုင်ဖို့သတိပေးနှိုးဆော်လာတာဖြစ်ပါရဲ့ရှင် ဆက်လက်ပြီးတော့လည်းဘင်္ဂလားပင်လယ်အနောက်လယ်ပိုင်းနဲ့ဆက်စပ်ရရှိတဲ့ဘင်္ဂလားပင်လယ်အနောက်မြောက်ပိုင်းပင်လယ်ပြင်မှာမေလ29ရက်နေ့မှာလေပြင်းအားနဲ့ရောင်ဝန်တစ်ခုဖြစ်ပေါ်နိုင်ပြီးတော့နောက်နေ့အတွဲမှာပုံမအားကောင်းလာနိုင်တဲ့အကြောင်းအိန္ဒိယမုလုသားဌာနကဒီနေ့မေလ22ရက်ထုတ်ပြန်ကြမှာတွေ့ရပါတယ်။အိန္ဒိယနိုင်ငံအနောက်ဘက်အာရဗျပင်လယ်မှာမေလ22ရက်မနက်9နာရီခွဲမှာတော့အရင်ဖြစ်ပေါ်နေတဲ့အထက်လေပြင်းလိုင်းကလေပြင်းအားနဲ့ရောင်ဝန်ဖြစ်ပေါ်လာတဲ့အကြောင်းနောက်36နာရီအတွဲမှာမုန်တိုင်းငယ်ဖြစ်လာကြောင်းထုတ်ပြန်ထားပါတယ်။ဘင်္ဂလားပင်လယ်အော်မှာဖြစ်လာနိုင်တဲ့လေပြင်းအားနဲ့ရောင် ုန်းကတော့မေလ29ရက်နေ့ညကနေစိုက်ကလုန်းမော်တိုင်းအဆင့်ကိုရောက်လာနိုင်ခြင်း80ရာခိုင်နှုန်းရှိမှာဖြစ်တယ်လို့ ECNW ရဲ့ chart မှာတွေ့ရတဲ့အကြောင်းဖော်ပြပေးခဲ့ပြီးလည်းဖြစ်ပါတယ်။စိုက်ကလုန်းမော်တိုင်းအဆင့်ရောက်လာမှသာအမြားမုန်တိုင်းတစ်လုံးဖြစ်လာနိုင်ကြောင်းရှင်းပြခဲ့ပြီးလည်းဖြစ်ပါတယ်။အာရေဗျပင်လယ်ဘက်ကမုန်တိုင်းကဘင်္ဂလားပင်လယ်အော်ကလေဖိအားနဲ့ရှင်ဝတ်တဲ့အချိန်ပိုဆောဖြစ်လာပြီးအားကောင်းလာနိုင်ခြင်းကလည်းပိုပြီးတော့စော်နေနိုင်ပါတယ်။ ဘဲပင်လေကမွန်နိုင်ဟာအမေကမွန်နိုင်အစင်းကိုအရင်ရောက်နိုင်မယ်ဆိုတာကတော့မသေးကြသေးပါဘူး။ဒါကြောင့်လည်းပဲမွန်နိုင်အမေနဲ့သတင်းတင်ထားတာမရှိသေးဘူးလို့ဆိုပါရစေ။အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းမှာဆိုင်ကလုန်းမွန်တိုင်းဖြစ်လာရင်တော့ပေးနိုင်တဲ့အမြင့်ဆင်းကိုလည်းအများသိရှိနိုင်အောင်ဖော်ပြလာခဲ့ပါတယ်။ဆက်လက်ပြီးတော့ဘင်္ဂလားပင်လယ်အခြေအနေကိုဖော်ပြပြပါမယ်။2025ခုနှစ်မေလ22ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်3နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်ညနေ2နာရီခွဲချိန်တိုင်းထွာချက်တွေရတော့ ဘင်္ဂလားပင်လယ်အော်အနောက်နယ်ပိုင်းနဲ့၎င်းနဲ့ဆက်စပ်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတော့28ရက်5လ2025ရက်နေ့မှာလီဖီအာနဲ့ရောင်လိုပရက်ရှာအေရီယာတစ်ခုဖြစ်ပေါ်ပါမယ်။အဆိုပါလီဖီအာနဲ့ရောင်ကတော့နောက်နှစ်အတွင်းမှာပုံမအားကောင်းလာနိုင်တယ်လို့ခန့်မှန်းရပါတယ်ရှင်။ ဆက်လက်ပြီးတော့2025ခုနှစ်မေလ22ရက်နေ့ဒီနေ့ညနေ4နာရီချိန်နေ့စဉ်မလို့သာသတင်းကိုဖော်ပြပေးပါမယ်။ပင်လယ်ပင်လယ်အခြေအနေကတော့ကပ်ပလီပင်လယ်ပြင်ပင်လယ်ပင်လယ်ကိုတောင်ပိုင်းအရှေ့လယ်ပိုင်းနဲ့အရှေ့မြောက်ပိုင်းမှာမုတ်တုတ်လေအာတင်တဲ့ကနေအားကောင်းပြီးတော့ကြံပင်လယ်ပင်လယ်အော်မှာတည်တူတက်ပါတယ်။မနက်ဘက်မနက်ချိန်ထိကမ်းမန်းချက်ကတော့ Skyline ဒေသကြီးချင်းပြည်နယ်နဲ့ Rockhill ပြည်နယ်မှာတော့နေရာအနှံ့ပြားနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာနေရာစိတ်စိတ်မုတ်ထကြုံရွာသွန်းပြီးတော့ Skyline ဒေသကြီးချင်းပြည်နယ်နဲ့ Rockhill ပြည်နယ်မှာနေရာကွက်ပြီးမှုကြည့်ပါမယ်။ရွာရံရံလုံးပြည့်ဖြစ်ပါတယ်။မိုးတိုင်တော်ဖြစ် ပေါ်မူခြင်းတွေကတော့ရောင်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအီအာရီတိုင်းဒေသကြီးတရင်းတိုင်းတိုင်းဒေသကြီးကရင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းမှာမိုးတိတ်တောင်ဖြစ်ထွန်းလျက်ရှိပြီးတော့အဆိုပါမိုးတိတ်တောင်ရေရှားရနေရာတခြားမှာတော့မိုးရွာသွန်းတာတွေနဲ့အတူတူနေပြည်နယ်တိုက်ခတ်တာမိုးတိတ်ကြုံတာမိုးကြိုးပြတာလျှက်စစ်လက်တာနဲ့မိုးတိကျွေတာစတဲ့မိုးရွာသားဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ဖို့အကြံပြုထားတာဖြစ်ပါတယ်။မြမပင်လေပြင်း မြန်မာကင်မရာတက်ရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်မှာတစ်ခါတရံမိုးသက်လေပြင်းတွေကြာရောက်ပြီးလှိုင်းအသက်တွေကနေလှိုင်းကြည့်ပါမယ်။မိုးသက်လေပြင်းကြာရောက်စဉ်မှာရေပြင်းမြေပြင်းလေပြင်းဟာတနအီကို25မိုင်ကနေမိုင်30အထိတိုက်ခတ်ပါမယ်။လှိုင်းမြေဟာမြန်မာကင်မရာတက်ရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်မှာ9ဘေးကနေ9ဘေးကရှိပါမယ်။နောက်နေ့အတွက်ကမန်းချက်ကတော့နေပြီးတော့ရောက်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ဘိုးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊တရင်းတိုင်းဒေသကြီး၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းမှာမိုးပေါ်ပါမယ်။နေပြည်တော်နဲ့ညီတော်အတွက်မနက်ဖြန် ှစ်ချိန်ဒီခံမှန်းချက်ဟာနေရာကွက်ကြမိုးထစ်ချုံရွာသွန်းပါမယ်ရွာရံလို့ပြဖြစ်ပါတယ်ရောင်မြို့နယ်အနီးတွိုင်းအတွက်မနက်ဖြန်မနက်ချိန်ဒီခံမှန်းချက်ဟာမိုးထစ်ချိန်နှစ်ချိန်ထစ်ချုံရွာပါမယ်ရွာရံလို့ပြဖြစ်ပါတယ်မန်းလေးမြို့နယ်အနီးတွိုင်းအတွက်မနက်ဖြန်မနက်ချိန်ဒီခံမှန်းချက်ဟာနေရာကွက်ကြမိုးထစ်ချုံရွာပါမယ်ရွာရံလို့ပြဖြစ်ပါတယ်ရှင် ဆက်လက်ပြီးတော့မေလ22ရက်အတွက်မလို့တာခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပ်လီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အောက်မှာမုတ်တုံလီအသင်းတင်ရှိနိုင်ပြီးတော့တင်အသင်းတင်ကနေတည်တူတက်ပါရတယ်။ပင်လယ်ပြင်အခြေအနေကတော့တင်းနိုင်ကင်မရာရခိုင်ကင်မရာမုတ်တမကွေနဲ့မြဝကျောပေါ်ဒေသတွေမှာလေယာအနောက်နောက်တောင်ဘက်ကနေတင်နိုင်ကို15မိုင်ကနေ25မိုင်ကတိုက်ခတ်နိုင်ပြီးတော့လှိုင်းအသင်းတင်ကနေလှိုင်းကြည့်ပါမယ်။မိုးချင်နေဟာနေပြီးတော့မန္တလေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းတင်နိုင်တိုင်းရှမ်းပြည်နယ်ကရင်ပြည်ပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာအနှံ့ပြားမုတ်တေချုံရွာသွားပါမယ်။စကိုင်းတိုင်းအ ောင်ပိုင်းအရာတွေတိုင်းနဲ့ကချင်ပြည်နယ်မှာတော့နေရာစိတ်စိမ်မိုးထစ်ကြုံရွာသွန်းပြီးတော့စကိုင်းတိုင်းအထက်ပိုင်းနဲ့မကွေးတိုင်းမှာတော့နေရာကွက်ကြောင်မိုးထစ်ကြုံရွာသွန်းပါမယ်။နေပူချင်းကတော့မြန်မာနိုင်ငံတဝက်လုံးမှာပုံမှန်အပူချင်းအောင်ကြဆင်းပါမယ်ရှင်။ဆက်လက်ပြီးတော့မိုးကြီးမဲ့သတိပေးချက်ငါးခါခွေခါခွေ2025ကိုထုတ်ပြန်ပေးပါမယ်။ 2025ခုနှစ်မေလ22ရက်နေ့မြန်မာစံတော်ချိန်ညနေ6နာရီခွဲချိန်နောက်ဆုံးရရှိတဲ့အချက်အလက်တွေရဗင်္ဂလားပင်လယ်အတွင်းဖြစ်ပေါ်လျက်ရှိတဲ့အားကောင်းသောလေပြင်းအားနဲ့ရောင်းရဲ့အရှင်ကြောင့်လွင့်ဆင်လာတဲ့အားကောင်းသောအပူပြတ်တဲ့တိမ်တွေကြောင့်လည်းကောင်းအရှိဘက်ကဝင်ရောက်လာနိုင်တဲ့လေပွေလိုင်းတွေကြောင့်လည်းကောင်းအနောက်တောင်မုတ်တုံလေးဆက်လက်ဝင်ရောက်မှုကြောင့်လည်းကောင်းဒီနေ့ကစလို့3ရက်6လ2025နှစ်အတွင်းမှာတော့နေပြည်တော်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးဘိုးတိုင်းဒေသကြီး အရာတိုင်းဒေသကြီးရောက်တိုင်းဒေသကြီးတရင်းနိုင်တိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာမိုးထကြုံရွာသွန်းပြီးနေရာကွက်ပြီးမိုးကြီးတာဒေသလိုက်မိုးကြီးတာလျှက်စီးလက်တာမိုးချိန်တာမိုးကြိုးပြတာမိုးသီးကျွေတာနဲ့မိုးသက်လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်လာပြီးတော့မိုးသက်လေပြင်းကြာစဉ်ရေပြင်းမြေပြင်းလေပြင်းဟာတနအိုင်ကိုမိုင်40ကနေ45မိုင်ထိတိုက်ခတ်ပါမယ်ဒါကြောင့်ဒီကနေ့ကစလို့3ရက်6လ2025ရဲ့နေ့အတွင်းမှာတော့မိုးရွာသွန်းတာကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ရေကြီးတာမြေပြိုတာ လေပြင်းတိုက်တာတွေကြောင့်ဖြစ်ပေါ်လာတဲ့အဆောက်အုံတွေတစ်ပင်တစ်ကိုင်းတွေ fiber line တွေလျှက်စစ်တာအား line ပြိုလဲရိုင်လဲတာစတဲ့သဘောဝဘေးရန်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကုန်းမြစ်ဒေသအနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့မိုးကြိုးပစ်တာနဲ့မြေပြိုမှုအန္တရာယ်ကိုလည်းကောင်းမြမကန်ရန်တချောင်းမြင့်ငယ်ချောင်းငယ်အနေနဲ့မြေနေပိုင်းမှာနေထိုင်ကြတဲ့သူတွေအနေနဲ့လေပြင်းအန္တရာယ်နဲ့လျှက်ပြေရေကြီးရေရှမ်းမှုအန္တရာယ်တွေကိုလည်းကောင်းကြိုတင်သတိပြုနိုင်ဖို့နဲ့စိုက်ပျိုးမွေးမှုရေတောင်သူတွေအပအဝင်ပြည်ရင်းလေကြောင်းပြန်တက်ရေးပြည်ရင်းရေကြောင်းသွားလာရေးမြမကန်ရန်တချောင်းနဲ့ကန်းတော်ပင်လေပြင်မှာရှိတဲ့ကန်းနေကန်းဝေငါးဖန်းရေနဲ့ဆက်လေတွေတင်မောတဲ့အနေနဲ့လည်း ကြိုတင်သတိပြုနိုင်ဖို့သတိပေးနှိုးဆော်လာတာဖြစ်ပါရဲ့ရှင်။